အစ္စရေလကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။အီရန်၏ထိတ်တန့်လုံခြုံရေးခေါင်းဆောင်များနဲ့နျူကလ িয়ার သိပ္ပံပြဆင်ချုပ်တည်ဆုံးခဲ့သည့်လူမျိုးများတည်ဆုံးဒီကိုအီရန်ကအတိအကျမပြောခဲ့တော့လဲအစ္စရေလတိုက်ခိုက်မှုတွင်လူ65ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။တီဟီရန်၏တောက်ပဲတွင်ရှိသောအီရန်၏အဓိကနျူကလ িয়ার နေရာအားအစ္စရေလဒုံးကျည်များထိမှန်ကြောင်းနိုင်ငံတကာစောင့်ကြည့်လေ့လာမှုကအတည်ပြုခဲ့သည်။ဆိုင်မာဗီဒီယိုက နာတတ်နျူကလ িয়ার ဆေးုံမှထူထပ်တော်မူကများထွက်လာသည်ကို ပြသထားသည်ဤဆေးုံကအီရန်နိုင်ငံ၏ယူရေနီယံသတ်စရေးစီစဉ်၏အဓိကစိတ်ပိုင်းဖြစ်သည်ဣဇရေးတက္ကမှုပြည်အီရန်နိုင်ငံပါမီဒီယာကတီဟီရန်တွင်မိလောင်နေသည့်အဆောက်အအုံများကိုပြသခဲ့သည်ဂျာကွက်အများပြားမှမူကများထွက်လာနေသည်ကိုမြင်ရသည်အရေးပေါ်ဝန်ထမ်းများကတုတ်ပြန်ဆောင်ရွက်သည့်ကိုတွေ့မြင်ရပြီးဇွန်လ13ရက်နေ့တွင်ညတွင်ချင်းတက္ကမှုများမှမိများဆက်လက်လောင်ကျွမ်းဆဲဖြစ်သည်တီဟီရန်မှနေထိုင်တဲ့လူတွေက အစ္စရေးတပ်လေးကိုတွေ့ခဲ့တယ်ဟုဆိုဆိုကြပါတယ်တပ်ပစ်ရှိနျူကလ িয়ার သုတေသနစင်တာအနည်းတွင်ပောက်ကွယ်မှုများဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်တပ်ပစ်ကယူရန်နိုင်ငံနောက်ပိုင်းမှာရှိတဲ့မြို့တစ်မြို့ဖြစ်သည်တပ်ပစ်ရှိနိုင်ငံပိုင်မီဒီယာကလည်းထိုနေရာတွင်လေစိတ်ထိုနေရာလေစိတ်တွင်မိလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်းဖော်ပြခဲ့သည်တိကက်ပစ္စည်းကလေးအခြားနေရာများမှာကမနာဆတ်နေတာဆာနျူကလ িয়ার ဆီယံတို့ဖြစ်သည်တနတ်စယုံပစ္စည်းကတော့လေဖော်ဒိုနဲ့ အစ်ဖာဟန်ရှိအခြားနျူကလ িয়ার ရှေ့နှစ်ခုတိုက်ခတ်မှုရှိခဲ့ကြောင်းအီရန်နဲ့အီရတ်တို့ကပြောကြားခဲ့သည်တိုးတော်လည်းအဆိုပါစိုက်နှစ်ခုကိုအစ္စရေးကပြန်မထားခြင်းရှိမရှိစစ်စစ်လေးလေးမသိရသေးပေအစ္စရေးဝန်ကြီးချုပ်မက်ဂျမင်နာတန်ယာဟူကဒီတိုက်ခတ်မှုအတွက် Operation Rising Lion လို့အမည်ပေးခဲ့ပါတယ်အီရန်ကနျူကလ িয়ার နဲ့များတိုက်ဆောင်နေခြင်းကိုရပ်တန့်ရန်နောက်ဆုံးကြိုးပမ်းမှုဖြစ်ကြောင်း၎င်းကပြောကြားခဲ့သည်အီရန်၏နျူကလ িয়ার ချိတ်ချောက်မှုကိုဂျင်မိုယန်လိုအပ်သလိုရပ်ပိုင်းများစွာ ဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းနတ်တန်ယာဟုကတီးပေးခဲ့သည်။နတ်တန်ယာဟုကကျွန်ုပ်တို့သည်အစ္စရေးအအသက်ရှင်တတ်မှုအတွက်အီရန်၏ချိန်ချောက်မှုကိုပြန်လည်တွန်းလှန်ရန်စစ်စင်ရေး Rising Lion ကိုစတင်ခဲ့ပါသည်။ချိန်ချောက်မှုကိုဖယ်ရှားရန်လိုအပ်သမျှကလပလုံးဤစစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်သွားမည်။ကျွန်ုပ်တို့သည်အီရန်၏နျူကလ িয়ার တန်စီရေးစစ်စင်ရေးဘဟုကိုတိုက်ခိုက်ခဲ့ပါသည်။ဘုံပေါက်ွယ်ရေးလှုပ်ဆောင်နေတဲ့အီရန်ရဲ့ထိတ်တန့်နျူကလ িয়ার တိုက်ပွဲပြင်းစင်တွေကိုလည်းပြင်းထန်ထားခဲ့သည်။အီရန်ရဲ့ဒုံးကျည်စစ်စင်ရဲ့ အဓိကနေရာချတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ဆိုပါတိုက်ခိုက်မှုများသည့်အီရန်၏စစ်ပယ်ဆိုင်ရာခေါင်းဆောင်များအတွက်ကြီးမားသောထိုးနှက်ချက်ဖြစ်သည်။အီရန်စစ်တပ်အကြီးတန်းတပ်မှု၃ဦးသေဆုံးကြောင်းအတည်ပြုခဲ့သည်။အီရန်စစ်တပ်၏စစ်ဦးစီးချုပ်မိုဟာမက်ဘန်ဂါရီအစ္စလမ်တော်လှန်ရေးအစောက်တိုင်းအကြီးအကဲဟူစင်ဆလာမီနှင့်အီရန်၏နျူကလ িয়ার များကိုကာကွယ်ရန်အရေးကြီးတဲ့အခြားတပ်မှုလည်းဖြစ်သည်။တက္ကမူအတွင်းအနည်းဆုံးနျူကလ িয়ার တပ်ပြပြစ6ဦးတည်ဆုံးခဲ့ကြောင်းအီရန်နိုင်ငံပိုင်း မီဒီယာကဖော်ပြခဲ့သည်ဆိုပါတိပ္ပံပြရှင်များသည်အီရန်နိုင်ငံ၏ယူရေနီယံတန်ဆင်ရှင်နှင့်နျူကလ িয়ার သုတေသန project များ၏နောက်ကွယ်တွင်ထိတ်တန့်နေရမှရှိနေတဲ့လှုပ်ဆောင်နေသူများဖြစ်သည်ယခုအခါအီရန်သည်အစ္စရေးတိုက်ခိုက်မှုကိုအကန့်အသတ်မရှိထုတ်ပြန်ရန်အသင့်ဖြစ်နေပြီဖြစ်သည်ဒီလိုတင်းမာမှုတွေမြင့်တက်လာတာကြောင့် data နဲ့လေကြောင်းတွက်လာမှုရပ်တန့်သွားပြီဖြစ်သည်အီရန်အီရတ်ဂျော်ဒန်နှင့်အစ္စရေးတို့၏ကောင်းကင်ယံတွင်အများအပြားဖြစ်ပလာဖြစ်နေသည် လေကြောင်းလိုင်းကြီးများသည်နောက်ထပ်တတိပိကျမထုတ်ပြန်မီအထိ လေကြောင်းအစီအစဉ်တွေကိုဖျက်ဆီးခဲ့သည်ဒီချိန်တည်းမှာပဲအစ္စရေးကအရေးပေါ်အခြေအနေကြေညာထားပါသည်မကြာမီအချိန်နှင့်ပိုဆိုးလောင်မီကိုဆွေးနွေးကြတဲ့ပြည်သူများကအစားအသောက်နဲ့ထောက်ပံ့ရေးပစ္စည်းများကိုဝယ်ယူနေကြသည်ဖျက်ဆီးရန်ကြိုးပမ်းနေသည့်မြေကြီးရန်သူကိုမဆိုးဆုံးနေစရာမီဟုအစ္စရေးကတတိပေးခဲ့သည်ပြည်ပခတ်ရဲ့ပိုဆိုးလာတဲ့အမြအနောက်အာရှအလုံးဝအဆုံးရောက်နေပြီဖြစ်သည်ကမ္ဘာတဝန်းလုံးကဒီအန်ရရှိတဲ့နျူကလ িয়ার ပြည်ပခတ်မှာနောက်ဆက်တွဲပါလိဖြစ်လာမလဲဆိုတာကိုစိုးရိမ်နေကြပါတယ် နှစ်ဖက်စလုံးကနေရောင်မြင်းများကိုဖျက်ကျော်ပြီးယခုပွင့်ပွင့်လင်းလင်းတိုက်ခတ်နေတာကြောင့်ဤစစ်ပွဲဒီမကြမီအချိန်မရွေးပြီးဆုံးနိုင်မည်မဟုတ်ပဲ။